မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ17ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်လေးရင်ကွင်းအနီးမှာရှိတဲ့စစ်တပ်ရဲ့ကာကင်းစခန်းတချို့ကိုဇက်တိုက်သိမ်းပိုက်ရရှိနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိမှာဗမော်မြို့နယ်ကိုအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ရေးအတွက် KIA ကထိုးစစ်များကို အရှိန်ဟုန်မြင့်တယ်လျက်ရှိပြီးတော့အထူးသဖြင့်စကခ21နဲ့ဗမော်လေရင်ခွင်အနီးကိုဥတည်ပြီးတော့ထိုးစစ်ဆင်နေတယ်လို့သိရပါတယ်စကခ21မှာစစ်ကောင်စီတပ်များစုဝေးပြီးတော့ခုခံနေတဲ့အတွက်တိုက်ပွဲများပြင်းထန်နေဆဲဖြစ်ပြီးတော့ မမော်လေရင်ခွင်းကိုလည်းအပိသက်သိမ့်ပိုက်ရရှိနိုင်ရဲ့အတွက်ဆက်လက်ပြီးတော့ထိုးစစ်ဆင်တီခြင်းဖြစ်တယ်လို့သိရပါတယ်။မမော်မျိုးလေရင်ခွင်းကိုတော့ရတယ်ဆိုတဲ့သတင်းတွေကမဟုတ်သေးပါဘူး။ကာကင်းတွေကိုတော့ရတယ်၊လေစိတ်ကိုတော့မရသေးဘူး။စကခ21ဘက်မှာလည်းတိုက်ပွဲတွေပြင်းထန်နေတယ်။နေတိုင်းလိုလိုတိုက်ပွဲတွေပြင်းထန်နေပါတယ်လို့မမော်ဒေသစစ်ရေးသတင်းရင်းမြစ်ကပြောပြထားပါတယ်။မမော်မျိုးကိုလည်းဒီဇင်ဘာလ၄ရက်နေ့ကလေးက KI ဥဆောင်တဲ့တော်လိုင်းတပ်များက အရှိန်အဟုန်နဲ့ထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီကဗမော်မြို့စကခ27အနီးမှာရှိတဲ့ပြည်သူပိုင်းနေအိမ်များကိုနှစ်ရက်ဆက်တိုက် drone နဲ့ဘုံကျဲမိရှုပ်နေတဲ့အတွက်နေအိမ်အများအပြားမိလောင်ပြကျခဲ့ရကြောင်းဒေသခံပြည်သူများကတိုင်ကြားထားပါတယ်။ဇန်နဝါရီလ9ရက်နေ့နဲ့10ရက်နေ့ညပိုင်းတွေမှာအကြမ်းဆက်တိုက်ရဲ့အမှန်27စစ်စင်ကိုကဲမှုဌာနချုပ်အနီးမှာရှိတဲ့နေအိမ်များကိုအကြမ်းဆက်ကောင်စီတပ်သားများက drone နဲ့ညစဉ် ဘုံကျဲမိရှုဖြတ်စည်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။အကြက်မဲ့စစ်ကောင်းစီတပ်သားများရဲ့မိရှုဖြတ်စည်းမှုကြောင့်နေအိမ်အများအပြားမိလောင်ပျက်စီးခဲ့ရတော့လေတိုက်ပွဲများပြင်းထန်နေခြင်းကြောင့်နေအိမ်ပျက်စီးမှုအရေအတွက်ကိုတော့အတိပြုတ်နိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။ဗမော်မြို့ပေါ်မှာရှိတဲ့ပြည်သူအလုံးနီးပါးဟာတိုက်ပွဲများပြင်းထန်နေခြင်းကြောင့်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ဗမော်မြို့စကခ27ပန်ဝင်းကျဲအနီးနားမှာရှိတဲ့ရက်ကွက်ကနေအိမ်တွေပြည်သူဆေးရုံနဲ့တိန်တော်ကြီးဖရဲကပြည်သူရဲ့နေအိမ်တွေကိုစစ်ခွဲတွေကရည်ရွယ်ချက်ရှိရှိနဲ့ drone နဲ့မီးတွေလိုက်ရှို့နေတာကိုရက်နေကလေးကရှို့နေတာပါအခု၁၀ရက်နေညနေဆိုရင်နှံ့ညစတိုက်ရှင်းနေပါပြီ drone မှာကျိုးအရှိကြီးတက်ပြီးတော့ဓာတ်စီဘုံလို့ယူဆရတဲ့အရာနဲ့မီးရှို့တာ drone ကနေမီးလုံးတွေကျဲချပြီးတော့ရှို့နေတာ၁၀ရက်နေည၈ရက်လောက်ကနေစပြီးရှို့တာ၃၄ချိန်ရှိနေပါပြီဘုံဘုံမျိုးတွေမှာတော့ပြည်သူတွေမရှိသလောက်ပဲကြံနေတဲ့သူတွေကတော့တခိုးတွေရဲ့ဘိန်းသမားတွေရဲ့စစ်ခွေးသတင်းပေးတွေရဲ့လောက်ပဲကြံတော့တာလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်ဒါအပြင်ဘမော်မျိုးခွန်တာနဲ့ကန်တော်ကြီးရက်ွက်ဘက်မှာလည်းအရသာပြည်သူတို့ တိမ်းရှောင်ခြင်းမရှိဘဲနဲ့ကြံရှိနေသေးကြောင်းသိရှိရပါတယ်။ဇန်နဝါရီလ10ရက်နေ့ည9:48မိနစ်ခန့်မှာမိထီလာဘက်ကနေတက်လာတဲ့အချက်မဆက်တဲ့18လေရင်ကဗမော်မြို့ခလာရ40ခွန်တိုင်ရင်တဲ့ကိုရိတ်ခါများလာရောက်ပြီးတော့ကျဲချပို့ဆောင်ပေးခဲ့ပြီးရဟတ်ရဲ့နှစ်စီးနဲ့လည်းခလာရ40ခွန်တိုင်ရင်ကလူများကိုကဲထုတ်မှုများလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဗမော်မြို့နယ်မှာ KI ဥဆောင်တဲ့တော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ရန်အမှတ်27စစ်စင်ရေးကိုကဲမှုဌာနချုပ်နဲ့ ခလိုက်ရ49တိုက်ရင်တို့ကြံရှိနေသေးတယ်လို့သိရပါဗျ။ KAI ကဘမော်နဲ့မန်စီမျိုးတို့ကို2024ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့မနက်ပိုင်းမှာဒပြိုင်နက်ထဲထိုးစစ်ဆင်ခဲ့ပြီးတော့ဇန်နဝါရီလ၈ရက်နေ့မနက်09:20မိနစ်ခန့်မှာမန်စီမျိုးနယ်တစ်ခုလုံးကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။မန်စီမျိုးအခြေဆိုင်အကြမ်းမဲ့စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်တိုက်ရင်များဖြစ်တဲ့ခမာယာ319ခမာယာ611နဲ့အမြောက်တပ်39နှစ် တိုင်ရင်းများအားလုံးကို KIA ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့လက်နက်ခဲယံအများအပြားကိုလည်းသိမ်းဆည်းရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့စစ်ကောင်စီတပ်က AR တိုင်းအတွင်းမှာရွှေတောင်ရံမြို့နယ်အတွင်းစစ်ရေးပြင်ဆင်မှုများအများဆုံးပြုလုပ်နေတဲ့အချိန်မှာပဲအရခတပ်တော် AA နဲ့ PDF များက မကြီးစင်ရွာနယ်မြေရဲစခန်းကိုတိမ့်ပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2018ခုနှစ်ဖေဖော်ဝါရီလကကြည်ရီလေဆက်စင်ရေးပြုတ်လုခဲ့ဘူးတဲ့ရွှေတောင်ရံကိုဇန်နဝါရီလ10ရက်နေ့ကစပြီးတော့ရေတက်နဲ့တင်ကားများပို့ဆောင်ပေးပြီးတော့စစ်ကောင်စီကခန်းဆက်ပြင်ဆင်နေတယ်လို့သိရပါတယ်။ဇန်နဝါရီလ10ရက်နေ့ည9:00နာရီကမှစစ်သားအင်အားတရာထက်မနည်းပါဝင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ ရွှေတောင်ရံ၊ဂွားမြို့နယ်အစပ်မှာရှိတဲ့တိုက်ပွဲဖြစ်ပွားရာနေရာကိုစစ်တင်းမောများနဲ့ထွက်ခွာသွားတယ်လို့သိရပါဗျ။အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်များဟာပသိမ်မြို့ကနေရောက်ရှိလာခြင်းဖြစ်ပြီးတော့ရွှေတောင်ရံမြို့နယ်ဝက်တီကျေးရွာကိုကားများနဲ့ရောက်လာပြီးတော့ဝက်တီကျေးရွာကမ်းခြေကနေတဆင်စစ်တင်းမောနဲ့ဆက်လက်ထွက်ခွာခြင်းဖြစ်တယ်လို့သိရပါဗျ။ အေးအေးဥဆောင်တဲ့ပူပေါင်းတက်များနဲ့စစ်ကောင်စီတပ်ဟာရွှေတောင်ရံမြို့ပေါ်နဲ့မိုင်20ခန့်သာကွာဝေးတဲ့မကြီးစင်ရွာမှာဇန်နဝါရီလ9ရက်နေ့ကစပြီးတော့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ပြီးတော့ဇန်နဝါရီလ9ရက်နေ့ကတိုက်ပွဲမှာမကြီးစင်ရွာနယ်မြေရဲစခန်းကိုအေးအေးနဲ့ PDF များကတင်းယူလိုက်ကြောင်းဒေသခံတချို့ကပြောပါတယ်စစ်ကောင်စီကရေချောင်းနဲ့လေချောင်းကပါပြစ်ခတ်တိုက်ခတ်ခဲ့တဲ့အတော့အရသားတချို့တိတ်ဆုံးခဲ့တယ်လို့ဒေသခံများကပြောပါတယ်အတိတရောက်ရဲ့မကြီးစင်ရွာကအေးလေချောင်းကနေပြစ်လို့ပြက်စီးသွားပြီးအိမ်ဆောင်ဦးလေးလည်းဆုံးသွားတယ် အခုရက်ပိုင်းတိုက်ပွဲတွေကြားထဲမှာအရသာတိုက်ဆုံမှုတွေရှိတယ်ပြေးလွှားနေရလို့စည်ရင်းမရလို့ချောင်းသာဒေသခံတို့ကပြောပြထားပါတယ် စစ်ကောင်စီကရွှေတောင်ရံမှာကြီးရည်လေးအင်အားသုံးပြီးတော့ခံစစ်ပြင်ဆင်နေတဲ့အတွက်ကြောင့်မြို့ကန်များဟာအခြားနေရာများကိုစတင်ပြီးတော့ရွှေပြောင်းတိမ်းရှောင်နေကြပြီဖြစ်တယ်လို့ဒေသခံတချို့ကပြောပါတယ်။လက်ရှိမှာကွမ်းမြို့နယ်နဲ့ရွှေတောင်ရံနယ်စပ်အနီးမှာရှိတဲ့ကလထောင်ကြောက်ချောပေါတူးခွင်းအပြင်မကြီးစင်ကျေးရွာအနီးမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်တယ်လို့ဇန်နဝါရီလ10ရက်နေ့ကကလထောင်ရွာအနီးတိုက်ပွဲမှာလေလေကြောင်းကနေတိုက်ခိုက်သွားတယ်လို့ဒေသခံများကပြောပါတယ်။ ဧရာဝတီတိုင်းနဲ့ဆက်ဆက်နေတယ်။ဂွားမြို့နယ်ကိုအေအေကသိမ်းယူပြီးတယ်နော်။စစ်ကောင်စီကရွှေတောင်ရံအပြင်ပါပေါင်းရေကြီးငတိုင်းချောင်းကျုံမျောပသိမ်ဟင်းဒရမြို့နယ်တို့ဘက်မှာအင်အားတွေတိုးချဲ့ပြီးတော့ခံစစ်ပြင်ဆင်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းအစပ်ဗရောင်းမြို့နယ်တောင်ပုံကြီးစစ်တပ်စခန်းကနေစစ်ရှုံးအေးနေပြီးတော့ဆုတ်ခွာလာတဲ့အုတ်ရှိပင်ကပ္ပစ6ကတပ်သားများကို စစ်ကောင်စီကဖမ်းဆီးအချုပ်ချပြီးတော့အရေးယူထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ9ရက်နေ့ကအေအေနဲ့တော်လိုင်းတပ်များကဗဒောင်းမြို့နယ်တောင်ကုတ်ဗဒောင်းလမ်းမှာရှိတဲ့ တောင်ပုံကြီးစစ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီတပ်စခန်းဟာတိုက်ခိုက်ရေးတပ်များနဲ့လက်ရုံးတပ်များစုပေါင်းထားတဲ့တပ်စခန်းဖြစ်ပြီးတော့ကောက်ပါစ6ကတပ်သားအများပြားလဲအဲ့ဒီစခန်းမှာတာဝန်ချထားခြင်းခံနေရတယ်လို့သိရပါတယ်တောင်ပုံကြီးစခန်းသိမ်းပိုက်ခံရတဲ့အချိန်မှာကောက်ပါစ6ကတပ်သားအများပြားဟာထွက်ပြေးလွတ်မြောက်သွားပြီးတော့မိခင်တိုင်ရင်ဌာနချုပ်ရှိအောင်အုတ်ရှိပင်ကောက်ပါစ6စက်ရုံတိုင်ရင်ထံကိုပြန်လာကြတယ်လို့သိရပါတယ်ဒါပေမဲ့ကောက်ပါစ6ကတပ်မုံများနဲ့အရာရှိကြီးများကတောင်ပုံကြီးစစ်စခန်းမှာဆစ်ရှုံးပြီးတော့ဆုတ်ခွာလာတဲ့ ်ကပ္ပစ6တပ်သားများအားလုံးကိုဖမ်းဆီးပြီးတော့အချုပ်ချအေးအေးယူလိုက်တယ်လို့သိရပါတယ်။တောင်ပုံကြီးစခန်းမှာအေးမလားလို့အတုံးယုံနဲ့ပြန်ဆုတ်ခွာလာတဲ့ကပ္ပစ6တပ်ဖွဲ့ဝင်တွေအားလုံးကိုတပ်မှုနဲ့အရာရှိတွေကစစ်ကိုနိုင်အောင်မတိုက်လို့ဆိုပြီးတော့ဆုတ်ခွာလာတဲ့စစ်သားတွေအားလုံးကိုအချုပ်ချလိုက်ပါတယ်။ ဖန်စီနှိမ့်ဆက်အေးအေးမှုတွေလည်းလုပ်နေပါတယ်မိသားစုဝင်တွေကလည်းငိုတဲ့သူကငိုပေါ်အသက်မသေးခြင်းလို့ပြန်ရောက်လာတာကိုအချုပ်ချအေးအေးယူတယ်ဆိုတော့စိတ်ပြက်လက်ပြက်ဖြစ်နေကြတယ်ဘလို့ဆက်ပြီးတော့အေးအေးယူမလဲဆိုတာကိုလည်းအထက်ရဲ့အမိန့်ကိုစောင့်နေတယ်လို့ပြောတယ်လို့တက်တွင်းသတင်းအေးအေးမြစ်ကပြန်လည်ပြောပြထားပါတယ်ဒါအပြင်လက်ရှိအုတ်ရှိပင်မြို့ကမြိုင်ချေးရွာမှာရှိတဲ့ကပ္ပဆ9ကစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်းဗဒောင်းမြို့နယ်တောင်ကုန်းလမ်းတလျှောက်မှာ ခုခံစစ်အတွက်စေလွတ်ထားတယ်လို့သိရပါတယ်။ဒါပေမဲ့ကပ္ပစ၅တပ်အတွင်းကစစ်သားများဟာလေရှေ့တန်းကိုစေလွတ်တဲ့အချိန်မှာထွက်ပြေးကြသူများရှိတဲ့အပြင်ရှေ့တန်းကိုမထွက်ခင်တပ်ရင်းမှလည်းထွက်ပြေးသူတွေများပြားနေတဲ့အတွက်တပ်ရဲ့အဝင်ထွက်များအားလုံးကိုလည်းပိတ်ပင်ထားရတယ်လို့သိရပါတယ်။အခုလဲကပ္ပစ၅ကမြိုင်တက်ကစစ်သားတွေကိုဗရောင်းတောင်ကုတ်ရှေ့တန်းကိုထတ်လွတ်နေတယ်ကမြိုင်တက်ကပ္ပစတွေကစစ်သားတွေလဲပြေးတဲ့သူကပြေးကုန်ကြပြီကပ္ပစ၅တက်ထဲမှာအခုစစ်သားတွေအပြင်ထွက်တာကိုကန့်တတ်ထားတယ် ဖွက်ပြေးတဲ့စစ်သားတွေကိုလည်းနှိဆိုင်ရာမှာလိုက်လံစုံစမ်းနေပြီးတော့တပ်ကိုပြန်လာကြောက်ကိုလိုက်ခေါ်နေတယ်လို့တပ်တွင်းသတင်းအရေးမြစ်ကပြန်လည်ပြောပြထားပါရယ်ရိုက်ခိုင်းပြည်နယ်ဗကုတိုင်းအဆက်ဗဒောင်းမြို့နယ်တောင်မုံကြီးစစ်တပ်စခန်းကိုအေအေနဲ့တော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်ပြည်မြို့အနီးမှာရှိတဲ့ဗဒောင်းတောင်ကုတ်ရုံးမတောင်ရောတလျှောက်မှာစစ်တပ်ကစစ်ရင်အားတွေအကြီးအကျယ်ဖြည့်တင်းနေကခုခံစစ်တွေပြင်ဆင်လျက်ရှိတယ်လို့သိရပါရယ်ပြည်မြို့နယ်ဗဒောင်းမြို့ဂျားမှာကပ္ပဆလက်နက်ထုတ်တဲ့စက်ရုံအများအပြားရှိတဲ့အတွက်ကပ္ပဆစက်ရုံများရဲ့လုံခြုံရေးကို စစ်တပ်ကတိုးမြင့်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရောမြန်မာနိုင်ငံမှာလျှက်စစ်ဓာတ်အားလိုအပ်ချက်အတွက်ဆိုလာစနစ်နဲ့ ဓာတ်အားရရှိရေးကိုလုပ်ငန်းရှင်များကဝိုင်းဝန်းပြီးတော့ဆောင်ရွက်ပေးကြရင်အကြမ်းဖက်စစ်ကောင်းဆောင်မေအောင်လိုင်းကညွှန်ကြားလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမေထီလာမှာစီးပွားရေးလုပ်ငန်းရှင်များနဲ့တွေ့ဆုံတဲ့အချိန်၎င်းကအခုလိုမျိုးထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်းဆောင်မေအောင်လိုင်းကမြန်မာနိုင်ငံမှာလျှက်စစ်ဓာတ်အားလိုအပ်ချက်တွေရှိနေပြီးတော့လျှက်စစ်ဓာတ်အားဖြန့်ဝေပေးနိုင်မှုနဲ့ပတ်သက်ပြီးတော့ဖြတ်စည်းခံရမှုများတချို့စက်ရုံများအနေနဲ့စွာအပြည့်လဲပတ်နိုင်ခြင်းမရှိခြင်းများတံခွေလိုအပ်ချက်မပြည့်မီမှုများကြောင့်အခက်အခဲများရှိနေကြောင်းပြောဆိုထားပါတယ်။ဒါအပြင် အကောင့်ထဲပေါ်လျက်ရှိတယ်ရေအားလျက်စစီမံကိန်းများအကောင့်ထဲပေါ်ရမှာကန့်ကွက်မှုများလည်းရှိနေကြောင်းပြောဆိုလိုက်ပါတယ်ဒါကြောင့်အမြန်ဆုံးအကောင့်ထဲပေါ်ဆောင်ရွက်နိုင်တဲ့ဆိုလာစနစ်ကိုမိမိအနေနဲ့အားပေးဆောင်ရွက်နေခြင်းဖြစ်ပြီးတော့နိုင်ငံတော်ကဆောင်ရွက်လျက်ရှိတယ်လို့လုပ်ငန်းရှင်များအနေနဲ့လည်းတနိုင်တပိုင်းဝိုင်းဝန်းပြီးတော့ဆောင်ရွက်ပေးကြရလိုအပ်ကြောင်းမင်းအွန်လိုင်းကပြောဆိုညွှန်ကြားထားပါတယ်လက်ရှိမှာနိုင်ငံတော်ကလျှက်စစ်ဒါအလိုအပ်ချက်တွေမြင်မာနေတဲ့အချိန်မင်းအွန်လိုင်းရဲ့တားဖြစ်သူ အောင်ပြေဆုံးကဆိုလာဗျားများတင်သွင်းမှုများကိုဆက်လက်တိုးမြင့်လုပ်ကိုင်နေပြီးတော့တမိဖြစ်သူခင်သရီတမုံကလည်း EV ကားတင်သွင်းမှုများကိုဆက်လက်တိုးမြင့်ပြီးတော့လုပ်ကိုင်နေတယ်လို့သိရပါဗျ။မင်းအောင်လိုင်းရဲ့တားဖြစ်သူအောင်ပြေဆုံးဟာဆိုလာလျက်စက်ကမ္ပဏီများကိုနာမည်ခွဲများစွာနဲ့ထူထောင်ပြီးတော့ဆိုလာလျက်စက်စက်ယုံများအတွက်ဆိုလာဗျားများတင်သွင်းလျက်ရှိရာလျက်စက်ဝန်ကြီးဌာနကအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိတယ်။တောင်တွင်းကြီးမြို့မှာရှိတဲ့66 kV ဓာတ်အားခွဲယုံမှာ60မဂါဝတ်ဆိုလာစက်ယုံ ဆက်လင်းမြို့နယ်တညောင်မှာရှိတဲ့ 66kV ဓာတ်အခွဲရုံမှာ50မဂါဝတ်ဆိုလာဆက်ရုံပခုတ်ကူမြို့ဗုဒ္ဓဂုံးမှာရှိတဲ့ 66kV ဓာတ်အခွဲရုံမှာ50မဂါဝတ်ဆိုလာဆက်ရုံပေါင်းမြို့နယ်ချောင်းကူးမှာရှိတဲ့ 66kV ဓာတ်အခွဲရုံမှာ50မဂါဝတ်ဆိုလာဆက်ရုံချောင်းမြို့မှာရှိတဲ့ 66kV ဓာတ်အခွဲရုံမှာ50မဂါဝတ်ဆိုလာဆက်ရုံကျွန်းချောင်းမှာရှိတဲ့ 66kV ဓာတ်အခွဲရုံမှာ50မဂါဝတ်ဆိုလာဆက်ရုံတို့အတွက်လိုအပ်နေတဲ့ဆိုလာပြားများကို မင်းအွန်လိုင်းတောင်းအောင်ပြေဆောင်ရဲ့ကုမ္ပဏီများကတင်သွင်းပေးခဲ့တယ်လို့သိရပါတယ်။တောင်တွင်းကြီးမျိုးနဲ့ဆလင်းမျိုးနယ်တို့မှာရှိတဲ့ဆိုလာစက်ရုံနှစ်ခုတည်ဆောက်မှုများမှာ Construction of China Gizobar Group Overseas Investment Company Limited and Future Energy Company Limited and CN Longi Clean Energy Company Limited တို့ကတင်တာအောင်မြင်ခဲ့တယ်လို့သိရပါတယ်။ ပခုတ်ကူပေါက်6ကျွန်းချောင်းမှာရှိတဲ့ဆိုလာစက်ရုံ၄ခုတိစောက်မှုကို Sunflower Power Supply Company Limited ကအောင်မြင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစက်ရုံများအတွက်ဆိုလာပြားများကိုမင်းအွန်လိုင်းရဲ့တားဖြတ်သူအောင်ပြေဆောင်ကတင်သွင်းပေးခဲ့တယ်လို့သိရပါတယ်။ နေပြည်တော်မှာရှိတဲ့ရေလောင်စဲ၃ခုမှာအကောင့်ထယ်ဖို့ဆောင်ရွက်နေတဲ့ဆိုလာစီမံကိန်း၃ခုမှာလည်းအောင်ပြေဆုံးရဲ့ကုမ္ပဏီခွဲဖြစ်တဲ့ Venus Essential ကလုတ်ကင်ခွင့်ရရှိထားပြီးတော့လုပ်ငန်းများကိုဆောင်ရွက်နေစေဖြစ်တယ်လို့သိရပါတယ်။အလားတူပဲတခြားတစ်ဖက်မှာလည်းမင်းအွန်လိုင်းရဲ့တမိဖြစ်သူခင်သီရိတပ်မော်က EV လျှက်စက်ကာတင်သွင်းမှုများကိုအချိန်ဟုန်နဲ့တိုးမြှင့်ပြီးတော့လှုပ်ဆောင်နေတယ်လို့သိရပါတယ်။အချမ်းဖတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းရဲ့တမိဖြစ်သူ ခင်သရီတမောင်က၎င်းရဲ့လုတ်ဖော်ကိုင်မန်များဖြစ်တဲ့နိုင်ဖြိုးကျော်ဝေယံမင်းမောင်တို့နဲ့အတူ MPK Motor Company Limited Company ကိုထူထောင်ပြီးတော့မြန်မာနိုင်ငံအတွင်းကိုလျှက်စစ်ကားများနဲ့ MG မြန်မာ Leap Motor မြန်မာအမျိုးအစားကားများကိုတုံးညင်ပြီးတော့တင်သွင်းနေရဲဖြစ်တယ်လို့သိရပါတယ်။မင်းအောင်လိုက်ရဲ့တမိဖြစ်သူခင်သရီတမောင်ကရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီများကိုနာမည်ခွဲများစွာနဲ့လုတ်ကင်နေတဲ့အပြင်ဝေယံမင်းမောင်နိုင်ဖြိုးကျော်တို့နဲ့အတူ MPK Motor Company Limited ကုမ္ပဏီကိုထူထောင်ပြီးတော့မြန်မာနိုင်ငံအတွင်းကိုလျှက်စစ်ကားများ MG မြန်မာကားများကိုတင်သွင်းနေစေဖြစ်တယ်လို့သိရပါတယ်။မင်းအောင်လိုင်းရဲ့တမိဖြစ်သူခင်သီရီတပ်မုံရဲ့ကုမ္ပဏီ MPK Motor ကလျှက်စစ်ကားများနဲ့ပြည်ပကကားများကိုစိတ်ကြိုက်တင်သွင်းခွင့်ရထားတယ်လို့သိရပါတယ်။မင်းအောင်လိုင်းရဲ့တမိခင်သီရီတပ်မုံတင်သွင်းနေတယ်။ MG မြန်မာက မြန်မာနိုင်ငံအတွင်းကိုလျှက်စစ်ကားများနဲ့ MG အမတ်တပ်စိတ်ကားများ Lead Motor မြန်မာအမျိုးအစားလျှက်စစ်ကားများတင်သွင်းနေရာကားမိတ်ဆက်ပွဲများကိုတရုတ်ဆောင်မင်းသားမင်းသမီးများဖိတ်ကြားပြီးတော့ချိန်ချိန်တဲတဲမကြာခဏဆိုသလိုကျင်းပလေးရှိတယ်လို့သိရပါတယ်။ဒါအပြင်မင်းအောင်လိုင်ရဲ့တမီးကုမ္ပဏီကမြန်မာနိုင်ငံတဝမ်းမှာလျှက်စစ်ကားများဓာတ်အားသွင်းမှုအတွက် EV charging station များကိုပါလုပ်ပိုင်ခွင့်ရရှိထားတယ်လို့သိရပါတယ်။အလားတူပဲမင်းအောင်လိုင်ရဲ့တားဖြတ်သူအောင်ပြေဆောင်က EV ကားများတင်သွင်းမှုအဖြစ်နဲ့ တရုတ်က BYD ကုမ္ပဏီရဲ့ကားများကိုပြည်တွင်းကုမ္ပဏီခွဲများစွာတီထောင်ပြီးတော့တင်သွင်းနေဆဲဖြစ်တယ်လို့သိရပါတယ်။အကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်က2023ခုနှစ်ဧပြီလ20ရက်နေ့မှာပြည်တွင်းလျှက်စစ်ဓာတ်အားလုံလောက်စွာရရှိရေးအတွက်ဆိုလာနဲ့ဆက်ဆက်ပစ္စည်းများကိုပြည်ပကနေတင်သွင်းမှုများအတွက်အခွန်ကင်းလုပ်ခွင့်ပြုခဲ့ပြီးတဲ့နောက်မင်းအောင်လှိုင်ရဲ့သားနဲ့သမီးဖြစ်သူတို့ကဆိုလာလျှက်စစ်နဲ့ EV ကတင်သွင်းမှုများကိုအကြီးအကျယ်တိုးမြှင့်ပြီးတော့လှုံ့ဆော်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ AOD တိုင်းပသိမ်မြို့နယ် ဖေတောင်ရံမြို့အနီးမှာတိုက်ပွဲများဖြစ်ပွားနေပြီးတော့စစ်တပ်ကလေရင်နဲ့နှစ်ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်တန်ဃာတော်တဘာပြန်လည်တော်မူကရဲတအုပ်နဲ့တိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ10ရက်နေ့9ရက်နေ့ဒီမှာပသိမ်မြို့နယ်ဖေတောင်ရံမြို့မကြီးစင်တိုက်နယ်မှာရှိတဲ့ကလချောင်းရွာပေါတူးကွင်းရွာနဲ့မကြီးစင်ဖျားရွာတို့ကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့တုံးချိန်ထက်မနည်းဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေချောင်းကနေတိုက်ခိုက်မှုအတွင်းမှာကျေးရွာတရွာပျက်စီးသွားပြီးကျောင်းနိုင်ဆေးရတော်တဘာပြန်လည်တော်မူက ရဲတအုပ်လည်းတည်ဆုံသွားတယ်လို့သိရပါတယ်လက်ရှိအချိန်မှာအဲ့ဒီကြေးရွာများနဲ့အနီးတစ်ဝိုက်မှာတိုက်ပွဲများဖြစ်ပွားနေတဲ့အတွက်ပြည်သူများဟာတာပေါင်းမြုံနယ်ဘက်ကိုအများပြားစေဘေးရှောင်ဝင်ရောက်ပြီးတော့တိမ်းရှောင်နေရတယ်လို့သိရပါတယ်ဒါအပြင်ရွှေတောင်ရံမြို့ကအကြမ်းဖက်စစ်တပ်ရဲ့အရာရှိများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်30ထက်မနည်းထွက်ပြေးသွားတဲ့အတွက်စစ်တပ်ကစစ်စင်းရေးဂိတ်များမှာတင်းကျပ်စွာစစ်ဆင်းမှုများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။လက်ရှိအချိန်မှာပသိမ်ခရိုင်အတွင်းမှာရှိတဲ့စစ်စင်းရေးဂိတ်များမှာ ် PDF တွေကိုဦးစားပေးစစ်ဆေးနိုင်ခြင်းမရှိတော့ဘဲတပ်ပြေးတွေကိုသာဦးစားပေးပြီးတော့စစ်ဆေးမှုများလှုပ်ဆောင်နေရတယ်လို့သိရပါတယ်လက်တလုံးမှာမကြီးစင်ရွာနေမြေရဲစခန်းကို AA နဲ့ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ဆိုတဲ့သတင်းများထွက်ပေါ်နေတော့လဲတိုက်ပွဲများဆက်လက်ဖြစ်ပွားနေတဲ့အတော့ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းဒေသခံပြည်သူများကပြောကြားထားပါဗျ။မကြီးစင်ရွာရဲစခန်းကို A နဲ့ PDF တွေတိမ့်လိုက်ပြီးလို့တရင်တွေထွက်နေတယ်။ကျွန်တော်တို့တော့အတည်မပြုနိုင်သေးပါဘူး။တိုက်ပွဲတွေဆက်ရှိနေသေးတော့အတည်ပြုနိုင်ဖို့ခက်နေတယ်။စစ်တပ်ကလေရင်တွေကတော့ဇက်တိုက်ပြန်ဝဲပြီးတော့ဘုံတွေကျဲနေတာတွေရှိတယ်။ရွာမှာကတော့ဘယ်သူမှမကြံတော့ဘူး။အကုန်ထွက်ပြေးကုန်ပြီလို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဝက်လက်မြို့နယ်မကွေးတိုင်းစောမြို့နယ်နဲ့ပခုတ်ကူမြို့နယ်တို့အတွင်းမှာစစ်ကောင်စီတပ်သား၅ဦးဟာလက်နက်များကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇန်နဝါရီလ10ရက်နေ့မှာဝက်လက်မြို့နယ်ရှိမကချေးရွာမှာယာယီတက်ဆွဲထားတဲ့ဗိုလ်ကြီးအေမျိုးထွန်းဦးစီးတဲ့ခမရ73တပ်ရင်းကပြည်သူ့စစ်တပ်သား2ဦးဟာ MA1 တပ်နဲ့နှက်လက် MAG 460တောင်းတော်ကိုယူဆောင်လာပြီးတော့ရွှေဘိုခရိုင်တိုင်ရင်နှစ်ထမ်းမှာအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ဇန်နဝါရီလ9ရက်နေ့မှာစောမြို့နယ်မြို့မရဲစခန်းကရဲတပ်သားတအူးဟာ G3 တပ်နဲ့တလက် G346 တောက်လက်ပြုံ၄လုံး G ပေါက်နှစ်ခုတို့ကိုယူဆောင်လာပြီးတော့ဂံကောခရိုင်တိုင်ရင်၃ထမ်းမှာအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲအဲ့ဒီနေ့မှာပဲ ပခုတ်ကူမြို့နယ်မြစ်ချေမြို့ BBI မွေးမြူရေးစခန်းကတပ်သား9ဦးဟာ MA1 တပ်နဲ့နှစ်လက်အင်နာကဘုံဒီတလုံးနနတိဘုံဒီနှစ်လုံး MAG 166တောင်းပို့ကြီ9တောင်းကြီပေါက်10ခုတို့ကိုယူဆောင်လာပြီးတော့ပခုတ်ကူခရိုင်တရင်ရှစ်ထမ်းမှာအလင်းဝင်ရောက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ